စစ်ကောင်စီတက်စကန်ဟောင်းတဲ့နေရာမှာအမျိုးသားတို့ကမိုင်းနစ်မိလို့တေဆုံးသွားပါတယ်တောင်ပြေတမနစ်နယ်မြေဒီဘောမျိုးဇက်စုရက်ွက်နေဦးဆိုင်ဘောင်းကတောင်ရတွားလန်းဖြစ်တဲ့စစ်ကောင်စီတက်စကန်ဟောက်900လီတက်စကန်ရဲ့အနောက်ဖက်ချမ်းမှာမိုင်းထီမီလို့တင်းဆောင်တွားခဲ့ပါရယ်ဦးဆိုင်ဘောင်းကမက်လာရှိရက်ကလေးကနေအိမ်ကနေထွက်သွားပြီးမက်လာ၁၀ရက်နေမှသူ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါရယ် သူကအသက်50နှစ်အရွယ်ဖြစ်ပါတယ်။သူရဲ့ရော့အလောင်းကိုနက်စီမချပရိတအတင်းကအကူညီတန်ဆောင်ပြီးတီဘောမျိုးရင်ခွဲယုံကိုပို့ဆောင်ပေးထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်တုန်းကလည်းတုံစစ်ရွာမှာကလေးငယ်တူကစစ်လက်နက်ကျွမ်းကြံကောက်ယူဆော့ကစားရာနေပောက်ကွဲလို့ကလေးငယ်ရဲ့ခြေတစ်ဖက်ပြတ်သွားပါတယ်။ တိဘောမြို့မြို့ဒိန်းတိုက်ပွဲဆင်နွှဲရမှာ စစ်ကောင်စီတပ်က၎င်းတို့ထောင်ထားတဲ့မိုင်းစစ်လက်နက်တွေကိုပြန်လည်ရုတ်သိမ်းခြင်းရှိတာကြောင့်တိဘောမြို့နယ်ထဲမှာစစ်လက်နက်ကျွမ်းကျန်အနေရရှိနေပါတယ်။မိဘပြည်သူများအနေနဲ့စစ်လက်နက်ကျွမ်းကျန်ပစ္စည်းများတွေ့ရှိပါကကိုယ်တိုင်ကောက်ယူရှင်းလင်းတာမျိုးမပြုလုပ်ဘဲတက်ဆိုင်ရာဌာနကျေးရွာတာဝန်ရှိသူတွေကိုချက်ချင်းအကြောင်းကြားရန်တက်သွင်းအပ်ပါတယ်။ကျမလွေပူလပါပါရှင်။